လာမယ့်33ရက်မြောက်စီးကိန်းပြိုင်ပွဲကိုဝင်ရောက်ရှင်မြိုင်မဲအားကစားနည်းတွေထဲမှာတဘောအားကစားနည်းကလည်းတစ်ခုအပါဝင်ပါ အရင်နှစ်တွေကအရှိတောင်အာရှရဲ့အခြားသောနိုင်ငံတွေပါဝင်ခဲ့ပြီးဒီနှစ်မှာတော့မြန်မာလက်ရွေးစင်တပ်ဘောအသင်းကလည်းနိုင်ငံကိုစားပြုပြည့်ပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်သွားမှာပါလေချင်းမှုတော့နည်းနည်းကွာသွားပြီ။ရင်တော့ကျွန်တော်တို့ဟိုတက်ကနေပိုင်းဆိုင်နဲ့အားနည်းမသိဘူး။အခုတိုင်းပြည်နည်းနည်းဟိုပြတဲ့ရင်တော့လူအစင်းတက်အစုပ်တက်ခဏရောက်ဘယ်လိုမှမယ်။အဲ့ဒါဆိုရင်တော့တော်တော်တူးရလောက်ပဲယူတာဟုတ်။ ဆွေကေးပန်းလေးတွေတော့နီးပြမနေ့ညနေကစရောက်တဲ့အချိန်လေးမှာကျွန်တော်တို့နည်းနည်းလေးတော့လောက်ရပါကျွန်တော်နီးပြတွေလည်းအရင်ကမောင်းခဲ့ပါသူတို့ကကျွန်တော်နီးပြတဲ့လိုအပ်တဲ့လေးတွေသူတို့ကထပ်မောင်းပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ဆွေကေးလေးတွေပို့ကောင်းလာပါသူကအခုဘောလုံးပြစ်တာတို့ကျွန်တော်တို့အစဲအထောက်လေးတွေတောင်းတယောက်တိုင်ပင်ယူတာလေးတွေကိုပို့လေးချင်းပြီးတော့ကျွန်တော်ပြန်ပွဲရောက်ရင်ကျွန်တော်တို့နှစ်ယောက်ရဲ့တိုင်ပင်လေးကတော်တော်ကောင်းသွားမှာပါနီးပြလည်းရောက်လာတဲ့အတွက်အများကြီးအထောက်အပံ့ဖြစ်ပါတယ်ကျွန်တော်တို့အတွက် ဒီတဘောအားကစားနည်းအကြောင်းပြောရမယ်ဆိုရင်မြန်မာနိုင်ငံကိုတဘောအားကစားနည်းဘယ်လိုစတင် ရောက်ရှိတယ်လဲဆိုတာကိုအရင်ဆုံးပြောရပါမယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကမြန်မာနိုင်ငံအိုလံပစ်ကော်မတီရဲ့ကြီးကြပ်မှုနဲ့မြန်မာနိုင်ငံတဘောအားကစားအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီနောက်အားကစားသမားတွေဖွဲ့စည်းခဲ့ရမှာလေ။ ပိုက်ကြော်ချင်းအားကစားနည်းကကစားသမားတွေနဲ့စတင်ဖွဲ့စည်းခဲ့ပြီးထိုင်းနိုင်ငံမှာဒီအားကစားနည်းနဲ့ပတ်သက်တဲ့ instructor တွေကမြန်မာနိုင်ငံကိုလာရောက်ကဘော့ရှော့တွေပြုလုပ်ပေးခဲ့ပါတယ်ကြမ်းမင်းဘာလို့ကြီးရကျွန်တော်တို့လူတွေကဟိုကစားကစားပုံတွေပါအကုန်လုံးပြောင်းအောင်ပါလေသူကအတူဘုံလုံးဟိုကိုင်အကိုင်နိုင်နေမှုကကျွန်တော်လည်းအများကြီးတာတယ်ဒါပေမဲ့ကျွန်တော်တို့ကအခုက60တက်ကစီးကင်းလို့ဆိုတော့ စီးကိန်းတော့ကတော့အကောင်းဆုံးပြင်ဆင်လာပြီပဲလို့အတွေ့အကြုံတွေကျွန်တော်အများကြီးရပါတယ်စီးကိန်းကြရင်လည်းကျွန်တော်တို့ဒီပြိုင်ပွဲရဲ့အတွေ့အကြုံတွေလည်းပေါ့ကျွန်တော်တို့အမားလေးတွေလည်းအခုပြင်ဆင်ပြီးတော့လေ့ကျင့်နေပါတယ်ဒီပြလည်းတင် जा ပြီးနေတယ်ဆိုတော့အကောင်းဆုံးကျွန်တော်တို့မြောက်ပြင်ဆင်ပြီးတော့အမားနဲ့အောင်ကျူသားသွားမှာပါကျွန်တော်တို့ဟုတ်အော်အကောင်းဆုံးတော့ပြင်ဆင်ထားတာပေါ့နော်ဟိုအကောင်းဆုံးအခုမှဟိုပေါ့ဒီအဖွဲ့ချုပ်ကလည်းဟိုလူကြီးတွေကလည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးအထောက်ပံ့အစားအကုန်လုံး ောင်းကောင်းမွန်မွန်နဲ့အဲ့လိုမျိုးဖြစ်ထားတဲ့အတွက်ကိုရီဘက်ကလည်းသူတို့ဟိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အကောင်းဆုံးစုတစိရအောင်လို့တော့စူးစမ်းပြီးတော့ရှင်ပြိုင်သွားမှာပဲဟုတ်ကျွန်တော်တို့ဖိုင်နယ်ပေါ့ဖိုင်နယ်မှာရွှေထက်ရုံးမှာပေါ့ဟုတ်ဟုတ်ကျွန်တော်လည်းဖိုင်နယ်မှာကိုဘော်ဘီနဲ့သူရွှေယူဖို့ညှောလင်းထားပါတယ်ဟုတ်อืมကျွန်တော်တို့ကကျွန်တော် woman double ကတော့ color ဝင်တဲ့အထိကျွန်တော်တို့နှစ်ယောက်အားထည့်တာပေါ့ကျွန်တော်တို့ဒီ woman double ကိုလည်းကျွန်တော်နှစ်ယောက်ယုံကြည်မှုအပြည့်ရှိပါတယ်ကလာဝင်မှုကလာဝင်အောင်ဆော့မယ်လို့ယုံကြည်ချက်အပြည့်ထည့်တာပါ ဟိုဗောဘယ်နိုင်ငံဖြစ်ဖြစ်ဟိုကြောက်တာလို့တော့မရှိဘူးဗောနော်အခုအဝေါ်ချန်ပီယံအနေနဲ့လည်းကစားခဲ့တာဖြစ်တဲ့အတွက်ထိုင်းကလည်းအခုနံပါတ်1ဝေါ်ချန်ပီယံဖြစ်တဲ့အတွက်ဟိုဘယ်လိုအချိန်မဲဖြစ်ဖြစ်ကြောက်တော့မကြောက်ဘူးအဲကြောက်တဲ့စိတ်တော့မရှိပါဘူးအဲဟိုကို့တိုင်ပင်ကို့တင်းဝဲအတိုင်းပဲအကောင်းဆုံးဖြစ်အောင်ကစားပြီးတော့စုရအောင်လုပ်သွားမယ်ဆိုတဲ့ယုံကြည်ချက်တော့ရှိပါတယ်ဟုတ်အဲ့ဒီနောက်မှာတော့မြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ဒီအားကစားနေမှာစိတ်ပါဝင်စားလာဖို့အတွက်တရုတ်ပြပွဲတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီတိယပြပွဲတွေအပြီးမှာတော့ဒီအားကစားနည်းကိုစိတ်ပါဝင်စားသူတွေနဲ့အလားအလာရှိတဲ့ကစားသမားတွေပေါင်းဆက်ဖွဲ့စည်းကစကန်သွင်းလေ့ကျင့်မှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။တဘောအားကစားနည်းစတင်ဖွဲ့စည်းခဲ့တာကလပိုင်းလောက်သာရှိထားပေမဲ့ထိုင်းနိုင်ငံမှာကျင်းပပြုလို့မဲ့စီးကိန်းပြိုင်ပွဲအတွက်အီယူဖွဲ့စည်းခဲ့တာပါ။ကျွန်တော်တို့လေ့ကျင့်တော့ဖြစ်နိုင်ပါတယ်ဒီအခုထိုင်းနည်းပြရလဲတော်တော်ကောင်းပါတယ်ကျွန်တော်တို့သူ့ရဲ့ training တိုင်းလိုက်လို့ကျွန်တော်တို့အကောင်းဆုံးစောင့်နိုင်မယ်လို့ ုံကြည်ပါတယ်ဟုတ်ကဲ့အဲကျွန်တော်တို့စာလွင်စရနေပြီးတော့ဒီနေသားတွေရောက်လာဖို့တော့အများကြီးတော့ကြိုးစားထားပါတယ်ဗျအဲဒီဒီလောက်ပါပဲဘာလို့လဲဆိုတော့ဒီပြဆရာတွေရောအဲတိုင်းဒီပြရောကျွန်တော်တို့ဒီမှာရှိတဲ့လူကြီးတွေရောအများကြီးပံ့ပိုးပေးထားတာပါကျွန်တော်အားလုံးအတွက်အဲ့တော့ကျွန်တော်တို့မှလည်းကိုတက်နိုင်တာထက်ပို့ပြီးတော့အားလုံးစိတ်ထုကိုယ်နဲ့ကြိုးစားထားပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ line board နေ line ကြည့်တယ်ကြည့်ပြီးတော့ပဲ line လေးကျင်းရတာပေါ့နော်အခုကျတော့သူကကျတော့သူ့ရဲ့ technique ဘိုင်းနေအဲဟို ပဲလူအနေထားအစဘယ်နေဘယ်သူကပဲနားတော့လိုက်ရမယ်ဘယ်သူကပဲလုံးကောက်ရမယ်အဲ့ဒါတွေကစအများကြီးกว่าပေါ့နော်သူသူရောက်လာတဲ့ကျွန်တော်တို့တော်တော်ကောက်ပါလားဒီ YouTube မှာသူတို့ဆော့တဲ့ပုံစံနဲ့အပြင်မှာဆော့တဲ့ပုံစံကျွန်တော်တို့မျက်မြင်ကိုတွေ့လိုက်မှာအရန်กว่าချားတယ်ကျွန်တော်တို့သူတို့ကိုဆော့တဲ့တွေ့ကြုံနဲ့အများကြီးရခဲ့ပါတယ်သူတို့ရဲ့ညစ်စနစ်တွေသူတို့ရဲ့စာပစ်တွေသူတို့ရဲ့ရိုက်အားအများကြီးกว่าချမှုအများကြီးกว่าချပါတယ်ကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်တော့ဟိုစူးစမ်းနေပါတယ် ာလာဝင်အောင်တော့ကျွန်တော်တို့ကြိုးစားမှာပါကိုဒီကစားနည်းရလဲပြီးတော့တကယ်ကြီးကစားချင်းစိတ်ဝင်စားဖို့ကောင်းပါစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်လဲအဲဆော့ရတာတော့ပတ်ရချင်းနဲ့တော့မတူဘူးပေါ့ထိချက်တွေအရစားခွဲပြီးဆော့ရတယ်ဥစားအဲ့လိုဆိုတော့အကုန်လုံးလူတော်တော်များများတော့ကစားတာဟိုလေသားကြလိုက်နေကြိုက်လာကြမှာပါနော်ကျွန်တော်လည်းအသားမကြသေးဘူးကြောက်အောင်လေးကျင်နေတော့မှာကိုနိုင်ငံအတွက်အကောင်းဆုံးစူးစမ်းမယ်ဆိုရင်စိတ်နဲ့တော့ကျွန်တော်ပီတိဖြစ်နေပါတယ်။နိုင်ငံကကိုစားပြု အလူအများကြီးကိုစားသွားရောက်ရှင်ပြိုင်ပေးရဖြစ်တဲ့အတွက်အားလုံးရဲ့ကိုစားအာဒီနိုင်ငံတော်အတွက်ပေါ့နော်ဂုံဆောင်နိုင်အောင်ဖွဲ့ချုပ်တဲ့ဂုံဆောင်နိုင်အောင်ဆွေးစိတ်နဲ့သွားမှာဖြစ်တဲ့တော့ကျွန်တော်တို့အများကြီးအမြင်ကြီးအာလူအများကြီးအတွက်လှုပ်ဆောင်နိုင်ခဲ့မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအဲ့ဒီကနေမှတက်စင်ရန်ကုန်မြို့တူဝနမိုးလုံးလေလုံးဖူစေအားကစားရုံမှာလေမြန်မာတပ်ဘောဖက်ဒရေးရှင်းက2025ပြိုင်ပွဲကောင်းစဉ်နဲ့ပြီးခဲ့တဲ့ဩဂတ်လအတွင်းကပြိုင်ပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ် ဲ့ဒီပြိုင်ပွဲမှာဒီအားကစားနည်းကိုစတင်ခဲ့တဲ့အချိန်ကထက်တာလွန်ကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ခဲ့ရပြီးဒီပြိုင်ပွဲအပြီးမှာတော့ထိုင်းနိုင်ငံကိုတွားရောက်က Drive Trainee တွေကိုလည်းဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီကနေပြန်လာချိန်မှာတော့မြန်မာနိုင်ငံမှာပြိုင်ပွဲတစ်ခုအတွက်စတင်ဒေးကျင်းခဲ့ပြီးထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့တဘောတိုးဘန်ကောက်2025ပြိုင်ပွဲကိုဝင်ရောက်ရှင်မြိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာမြန်မာကစားသမားတွေအနေနဲ့ပထမဆုံးပြည်ပအတွေ့အကြုံတွေရရှိခဲ့ပြီးမစ္စတာဘယ်ပြိုင်ပွဲမှာရှုံးထွက်အဆင့်နဲ့အမျိုးသမီး၂ယောက်တွဲပြိုင်ပွဲမှာတော့ควอတာဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲအပြီးမှာတော့စီကိန်းပြိုင်ပွဲအတွက်စကန်တင်လေ့ကျင့်မှုတွေစတင်လှုပ်ဆောင်နေပြီးလာမယ့်စီကိန်းပြိုင်ပွဲမှာပြိုင်ပွဲမျိုးစားအလုံးကိုဝင်ရောက်ရှင်မြိုင်သွားမှာပါ။ဒီပြိုင်ပွဲမှာတော့ Man Single, Woman Single Men's Double, Women's Double နဲ့ Miss Double စတဲ့ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်မြိုင်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်ထိုင်းနိုင်ငံမှာမမ်ဆိုတဲ့တက္ကနီကယ်ဒရိုက်တာတဦးကိုလည်းခေါ်ယူထားခဲ့ပါတယ်Um, uh, my program for Myanmar team is like I want to improve the another skill like play, play like Europe, European players and then they can play more many 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 skill in the like Myanmar style like a power it's good power you know that I want to improve for the trick shot and <coughs> drop ring right? make make me do easy point for for player and then something technique and tactic something skill for movement for like they can play many many area and many skill more than better i think they have a performance is good they can kick they can service they can setting and I think it's not easy, but it's not hard for make the middle in sea game. I think Myanmar team can get the silver and bronze. I think, but this gold medal is so so hard for, for them because they just start right. Thailand team start for five or six years, and but they can fight them. They can fight Thailand team, and I think they will good, good, and better in the sea game. I think for training is, I think they play too hard, and he have a now he uh, they don't have a like a confidence for and thinking too much I want to say for them like take take it easy, you know. You will be the touch in your think, touch in your do, and then like uh, don't don't make everything harder. Make it easy for for in the play in the game. Like I know you can do it. မိုင်ရင်ထိုင်းနိုင်ငံရဲ့နီစနစ်ဒါရိုက်တာနဲ့အတူမြန်မာကစားသမားတွေကိုဘယ်လိုမျိုးလေ့ကျင့်သင်ကြားပေးနေကြလဲဆိုတော့ဒီပြဖြစ်သူဦးစီသူလင်းရဲ့စကားသံတွေကတော့အဓိကတော့ကျွန်တော်တို့ကြိုးပြိုင်ပွဲမှာကျွန်တော်တို့ရဲ့အတွေ့အကြုံကကျွန်တော် first တွေ့ကြုံဖြစ်တဲ့ကြောင့်ပေါ့နော်ကစားသမားတွေကဘာဖြစ်လဲဆိုတော့အောက်တိုးမှာကျွန်တော်အပူပေါ့နော်အပူဒဏ်ခံစားရတယ်အပူဒဏ်ခံစားပြီးအောက်ကလည်းပူတယ်အပေါ်လည်းပူတယ်အဲ့လိုပူတဲ့အခါကျတော့ပွဲပွဲတွေတောက်လျှောက်ဆက်တယ် ဆက်ပြီးစော့နေရတဲ့ခါကျတော့ကျွန်တော်ကစားသမားတွေကမခံနိုင်သေးဘူးပေါ့နော်အဲတော့အခုဒီ training လဲကျွန်တော်တို့မနေ့တစ်ချိန်ညနေချိန်လုပ်တယ်လုပ်ပြီးကျွန်တော်ခံနိုင်ရှိတဲ့ဟာတွေလေ့ကျင့်နေတယ်ကျွန်တော်တို့နောက်ဟိုဆက်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်ပေါ့နောက်ပိုင်းပွဲတွေကြာရင်တော့ပို့ပြီးတော့အဆင်ပြေပါတော့အဓိကတိုးပွဲမှာကျွန်တော်အားနဲ့ချက်ကခုနပြောတဲ့ကျွန်တော် supporting second service တွေမှာကျွန်တော်အမှတ်ရနိုင်တဲ့အလုံးတွေမှာကျွန်တော်မရခဲ့လို့ကျွန်တော်တို့ပါကျွန်တော်တို့မရတဲ့အမှတ်ကြောင်းပေါ့လို့ရှုံးသွားတာပေါ့နော်အခုကျတော့ကျွန်တော်အဲ့အရာတွေအကောင်းဆုံးပြင်ဆင်နေတယ်ကျွန်တော်တို့အခု second body မှာအပိုင်ပေါ့ကစားကွက်အပိုင်ရအောင် ပြီး first ball တွေလည်းကျွန်တော်တို့ဟိုထိုင်းနီးပြရေးရလဲသူလည်းအနီးကပ်လုတ်ပေးနေတဲ့အတွက်ကြောင့်မလို့ဒါ first ball တွေမှာလည်းအမှတ်ရအောင်လည်းလုပ်နေပါတယ်ပြီး final 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 match တွေပဲတွားမယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဟိုအချိန်နဲ့တိတ်မရှိတော့တဲ့အတိုင်းအတာမှာကျွန်တော်အများကြီးစူးစမ်းနေရယ်ပြီးတော့ကစားသမားတွေကိုယ်တိုင်ကလည်းအခုလက်ရှိပေါ့နော်ဟိုစူးစူးစမ်းနေဟိုထိုင်းနီးပြရေးနဲ့စူးစူးစမ်းနေပျော်ရွှင်နေလုပ်နေတာတွေ့တွေ့နေရတယ်ပေါ့နော်ကျွန်တော်ကတော့ကစားနည်းတိုင်းကိုတော့ဆွမ်းနာပြောသလိုပဲ final ထိမှန်းထားတယ်ပေါ့နော် အခုပြိုင်ပွဲဝင်ရောက်ရှိနေတော်မဲ့ပြိုင်ပွဲဝင်တွေဟာပထမဆုံးမြန်မာကူစားပြုမဲ့တဘောအားကစားသမားတွေဖြစ်ကြပြီးပထမဆုံးရှိနေမဲ့ပြိုင်ပွဲဖြစ်ပေမဲ့မြန်မာတဘောအားကစားအသင်းဟာကာလာဝင်ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဝင်ရောက်ရှိနေမှုရှိနေပြီးတကယ်ကိုအားကျိုးမှန်တဲ့တူတူဆော်ဆော်လေးချင်းပြင်ဆင်နေကြပါတယ်။